ပြန်တော့တယ်ပေါ့အဲ့ဒါမှလက်မှတ်ထိုးရပါသေးတာမထိုးရဘူးဘုံမထိုးတာလက်မှတ်ထိုးတဲ့တော့တပြီတော့တွေ့တာတော့အဲ့လိုတော့ဘူးမမေးမိပြန်ဘုန်းကြီးတစ်ပါးကတော့သူမထိုးဘူးလေသူကတော့အသက်ပြီဆိုတဲ့အဖြစ်ခံပဲပေါ့နော်ဘာဘာဆိုတော့အမှန်တရားပေါ့လေပြောနေရှင်းပြပါတယ်ဟုတ်တယ်ဘုန်းကြီးကမှန်တယ်ဘက်ကဆရာလေးတွေကလည်းသူကတော့ဘဝတစ်ခုလုံးငယ်ငယ်လေးရပါအတားမှာတော့ပြည့်ရင်းနှီးမြှုပ်နှံထားတာလို့သူတို့လည်းဒီ တရားမရဘူးဆိုရင်တော့ပါပါတော့တာနာတော်ထိသိဆောင်ချဖို့ကအများကြီးညှိနှိုင်းနေတာပါသူတို့ကလည်းအမှန်တရားရှိပါပဲမျိုးမျိုးတော့ပြီးတော့ပေါ့လေတန်တိုင်းတော့တော့ဒီလိုနားနေတော့တော့ရှင်းပြပါတယ်ကသူတို့ကကိုယ့်အကြောင်းလေးသိတယ်ပေါ့တစ်ဖက်သားကိုဟိုမသိတော့ကိုရင်းမစားတတ်ဘူးပေါ့သူတို့တို့ဟိုတခုခုပေါ့လေကိစ္စဟိုဟိုပြောမစဲတော့ဒီစာပေဆိုလဲစာပေပိုင်းပါပေါ့အဲတကယ်ဟိုအစုံထိပေါ့ဒီလို တာဏဝင်ထမ်းတယ်ဆိုလဲဒါမာနဆိုတော့ဖြစ်တဲ့အကြည့်ပေါ့နော်ဒီကဲကိုကောင်းဆောင်ဖြစ်တဲ့အကြည့်အစမ်းမမတ်လုလာခဲ့တဲ့အရေးချင်းမျိုးတို့မှာတော့မရှိပါဘူးဗျာပွားလေးငယ်ပါလေအဲ့ဒီတရားပြုကြုံလဲနေပါလိမ့်မယ်ဗျာအဲ့တော့လေဟိုကိုချင်းမစားတော့ဘူးပေါ့တကယ်ဟိုဘုံတော့မယ်လို့ကိုတကယ်ကျွမ်းကျင်အောင်လုပ်နိုင်တဲ့ဆရာသမားတွေကိုဆရာတွေကိုတက်ပြီးတော့နားမလဲကိုချင်းမစားတဲ့တော့သူတို့ပြောတာလေးကသွားသွားပြီးတော့ထိခိုက်တဲ့ပုံမျိုးဖြစ်ဖြစ်နေတာပေါ့အဲ့ဒါကြောင့်တက်နိုင်တော့မယ်ပြီးတော့ရှင်းပြပေးပါတယ်ဗျာ ဒီကုသရိယလည်းကုသဘဲတရားလည်းဒီလိုဒီလိုယူတာမှုရှိတဲ့အတွက်ပေါ့နော်။ကြားသေးသွားမယ်လို့ပြောလက်ခံပါယူတာပြီးတော့သူကကျူးစားတယ်ဗျာ။သူတို့ကသူတို့တေချာအမိကပြတ်တာပြီးမဲ့သူတို့နားလည်တော့ပေါ့နော်။ဆရာကြီးတော့ရှိကြတာပေါ့။ဒါပေမဲ့သူတို့နားလည်အောင်ရှင်းပြနိုင်တယ်ဆရာမားလည်းရှိတယ်ဆိုရင်တော့အများကြီးပဲသူတို့လည်းလုပ်ငန်းကြံရရင်နန်းနာမှန်တော့မယ်ဆိုရင်တော့အများကြီးကျူးညားမယ်လို့ပြောရုံကြည်ပါတယ်ဗျာ။ဟိုနားကြည့်ကြွားရပါတော့ ိုတိုင်းပါလိုက်တော့ပို့ပြီးတော့နားခဲ့သွားတော့ online ပေါ်ဥစ္စာဖတ်မယ်ဆိုတော့တကယ်ကိုဘာမှရရမရှိဘူးဖြစ်နေတာပေါ့ဗျာကိုယ်တိုင်းကြွချိလိုက်တဲ့အခါကျတော့လည်းကောင်းတဲ့အချက်တွေတွေ့ပါတယ်ဗျာအဲ့တော့လည်းတန်းနိုင်တော့ဆိုတော့ပြောပါဟိုဥဒ္ဒရာဘောပေါ့နော်ဒီဘက်ရေဘောဟိုတန်းနိုင်ကြလောက်ရှော့ပြီးတော့မှဟိုဟိုကိုယ့်ဘက်ကဘောပြီးရတာတွေပြီးပါရင်ဗျာနောက်ထပ်ဟိုအမားရည်နေပေါ့နော်ဒီလိုပြောဆိုပဲဖြစ်ပေါ့လေအလုံးကံပဲဖြစ်ဖြစ်ဒီလိုမားတွေမမအောင်လို့ဒီလိုနေနေသိနေချင်ပါတယ်ဗျာဘက်က ဒီသက်ဆိုင်ရာအာနာပါတိရောပေါ့နော်သူကတော့အာနာပါတိပဲရောက်လာတာပေါ့ဆရာကြီးတွေရောပေါ့လေပတ်သက်တဲ့မျိုးလည်းသက်နိုင်တော့သက်သက်ညာညာလေးပေါ့လေအဲဒီသူတော့နိုင်ငံတော်နိုင်ငံတော်တော့လုံထုံးလုံနည်းနဲ့သွားမှာပဲဘောင်းတော့အဲအဒီယုံတည်ငင်းဖို့အတွက်လုံပေးရတာဒီကဝင်းကြီးတို့တွေဖွဲ့တယ်ဆိုတော့လေအဒီယုံမဖြစ်အောင်လို့အဲလိုပဲဟိုမတိတဲ့လူတိအောင်လို့မဟာနာဒီလေပါဝနာအောက်မှာရှိပြီးတော့ အတာနာနွယ်ဝင်ဖြစ်တဲ့ဘုရားသားတော်တမိတော်ကြီးအဲဒါတကားတကမိုင်းနဲ့အာရုံဘုရားဘာသာကြီးအတွက်အင်းငိမ့်ဖို့ဘုရားရဲ့ငူရင်အတိုင်းမပြတ်အောင်လို့သူကဆောင်းဆောင်းတာသူတော့လုံထုံးလုံးကြီးကိုမသိတဲ့အတွက်ပဲဖြစ်ဖြစ်အဲမိမိတို့လျှောက်တဲ့လမ်းတိုင်းဒီတော့အာရုံငြိမ်းအေးစေတယ်မယုံတီးနဲ့ပေါင်းလို့ဥဒ္ဓမကာရအထောင်းခံမှလည်းစိုးလို့လား အခုရလက်ဝင်ရှူတယ်လို့ပဲပြောပြောအပေါင်းမိုင်းအလုံးသွားမယ်တပြိတော့ကြွယ်လေးဦးဝကဓမ္မဘုဂုရမတာနဲ့ဘာကြောင့်လိုက်တော့ဟာဘုပ္ပစနဲ့ကူလိုက်တာအဲအဲ့လိုပဲလိုက်တာဟာကိုတော့ကျင်းလုံးထားတာကောမန်ဒီမလာရေးဘုဒ္ဓမမကိုယ့်ရဲ့ချက်ပေါက်မှာရေးဟုတ်ပါရဲ့အဲမပြောတော့ဒါနဲ့တပြိတော့အလိုလုံနေတယ်ဆိုတာအခုရှင်ကြောင့်လာပြောတယ်လို့လာဆွေးတွေ့တယ်အပေါင်းမကောင်းတာမိုင်းမှားပြီကိုယ့်ရဲ့နေကတရားမပြောင်းတာ ကိုယ်ရင်ထဲကဓမ္မပူရောကောင်းစိတ်ထားရှိတာအရှင်ပြလဲစေတနာကောင်းတဲ့ဆိုပေမဲ့တပည့်တော်တို့ကနာလို့ပဝင်းကြီးကြောင့်မြင့်လာရှိတယ်ပဝင်းကြီးကြောင့်နိုင်လာလဲရှိတတ်တော့အရေးကြီးတာကတော့တတိပညာပါမှာပေါ့အရှင်ပြားဖြစ်စီခြင်းနဲ့အာလုံးတွေကတပည့်တော်နားလေတော့ငြင်းအေးစီခြင်းကခုနလို Facebook YouTube Internet တို့ကကြည့်နေတယ် မိမိလောက်အောင်လုပ်ငန်းဖြစ်ပေါ်မှာစကိတ္တကလုပ်သွားရင်လုပ်ရမယ့်အလုပ်တွေကိုအရှင်ပြားလို့လေတေးချလိလာတုံးတက်ပြီးမှသွားရင်အလွန်ကောင်းပါတယ်တပည့်တော်လည်းအဲ့လိုဖြစ်မယ်လို့လည်းညှော်နဲ့ဖြစ်ပါသေးဘူးလေဆူတောင်းတယ်အခုအရှင်ပြားအနေနဲ့နောက်ဆုံးတနိုင်ငံလုံးရောဘုရားဘာသာကြီးအပေါ်မှာအကြံပေးဖို့ရအရှင်ပြားကနာပြောလို့ပေါ့ ဘာသာတရားလေးမှာတော့အထုကြတယ်ကျူးစားကြတယ်ချမ်းသာကြတယ်ဘောမှာခရီးရန်တော့ချမ်းသာတာမရှိဘူးလို့အစ္စလာမ်ကအင်အားကြီးတာမရှိဘူးဒါတကယ်ပဲတပည့်တော်ဘုရားဝါသာကညဉ့်ညောင်းနေနေနဲ့နည်းနည်းအင်ကျန်တော့တယ်အဲ့ဒါဆိုဘုရားရဲ့နိဗ္ဗာန်တရားကြီးကမှားနေလို့လားဘုရားရဲ့တစ္ဆာတရားရဲ့လွဲနေလို့လားပြောရင်တော့ကောင်းအောင်မှသူတော်ကောင်းနဲ့အဲအာနေတဲ့သူတော်ကောင်းကနေတာလေထုံးစံဆိုလို့ ကိုဘုရားမှာမှာပြောတာဟုတ်ပဲတကယ်ကိုသူတော်ကောင်းတရားတွေပြန်ပေါ်မှုအရှင်ကြီးနဲ့ကျူးကန်းတယ်ဒီလိုလေစောင့်ရှောက်ပါမယ်အခုတပြီတော့ပြောပြတဲ့အပေါ်မှာဘုရားကိုကြီးရဲ့သုံးသက်ချက်ဟောပြောချက်အမြင်များအဲ့ဒါကဘာများတုံ့ပြန်နေလဲတပြီတော့အားနည်းချက်လိုအပ်ချက်တွေရှိရင်ဘာများအဲအရှင်ကြီးမိတ်ဆွေကောင်းကြောက်နေအကြံပေးချက်တွေတပြီတော့ပြောပါ သူသိဉာဏ်နဲ့ပြီးပါအသိဉာဏ်ရင်မပြီးပါဘူးဗျာသိဉာဏ်ရင်ပြီးတဲ့အတွက်လည်းနားရမှုချင်းလည်းမပြီးပါဘူးဗျာအဲ့ဒါလေကုသတရားလည်းသူသိဉာဏ်နဲ့သူနားခဲ့တာပါနော်သူကလည်းသူမှန်တယ်လို့ထင်တာပါဗျာဒီဘက်ကဆရာတော်ကြီးဒီဘက်ပါလေစာပေအသိဉာဏ်နဲ့ကိုယ်တိုင်ဒီဝိနည်းတုတ်တန်ဝိမာတရားတွေပါနော်ကိုယ်ထိုက်တယ်လို့ကျင့်ကြံတယ်လို့ကျင့်ကြံထားခဲ့တာတွေနဲ့ဖြည့်ဆည်းထားတဲ့ပါရမီတွေနဲ့ပါဗျာအသိဉာဏ်အသိဉာဏ်ပြည့်စုံတဲ့ မရဟုတ်ကျဲကျဲတယ်ပေါ့ဗျာတာလူပြီးပေါ့အဲ့တော့လေပြန်ပါလေဟိုတိညာကျဲမကြည့်လို့ပေါ့နားလည်းမကြည့်လည်းမကြည့်တော့ဟိုကိုနားလည်းတာကပန်ရင်ဆိုပြီးတော့မှတော့ကိုတိရမှာပေါ့နော်ဒီလိုမျိုးတော့မစုတ်ကန်နေရှင်ဥဒုရိယကလည်းအဲ့လိုပဲဗျာဒီလိုရှော့ပြီးတော့မှပြီးတော့သွားတယ်ရှော့ပြီးတော့မှဆိုတော့တိခံပြီးတော့မှပြောရတာတောင်းနေဒါဒီစီရှင်းပြရပါတော့ဆစ်ရှိလက်ရှိနေပေါ့ဘယ်လိုကူနဲ့လဲဆုံးဖြတ်ချက်ပဲရှာပါဦးဗျာသူကဟိုပြီးတော့ မမချင်ဘူးပေါ့မှားသွားရင်မကောင်းဘူးပေါ့ဗျာဟုတ်ဘူးအဲ့တော့ဒီဖက်မှာလည်းဥဒုရိယကိုပေါ့ဗျာတတ်နိုင်လောက်တော့အတိညာရေးမတူတော့နားလည်မှုချင်းမတူတာပေါ့နော်ကိုမန်တယ်လို့ကိုမန်တယ် ပုံမှန်တယ်လို့တခြားလူနဲ့သူ့အမှန်တရားနဲ့သူရှိတယ်ပေါ့အက္ကဒမောက်လည်းအဲ့လိုမျိုးပါပဲကိုပဲမှန်တယ်ဆိုမျိုးပါလိမ့်ညှခုံတာမျိုးကြတော့ဟိုကိုတိတာမှမှန်တယ်သူလည်းသူ့အနေနဲ့သူတော့မှန်တယ်ထင်တာပြောတာပဲလေအဲ့လိုနားလည်းပြီးစီနေတာပါဗျာညှခုံတာအစားပေါ့နားလည်းပြီးပြီးတော့မှမတ်တမတ်တိရမော တိညာပုံပြီးတော့နားလဲကိုနားလဲတယ်လို့သူတို့နားလဲတဘောပေါက်လာအောင်ဆိုတော့ကိုကိုတိတယ်လို့တိအောင်ပေါ့ကိုကျင့်တယ်လို့ကျင့်နိုင်အောင်ဘုရားဆရာတော်ဘုရားကြီးဆုံးပါလို့ပြောပါတယ်အဲ့လိုမျိုးဒီကိုနေဖေးစီခြင်းအောင်ဘာပြောမရပါဘူးဆိုပြီးတော့မှဒီဘုရားပြောမရပါဘူးလို့စုတ်ကြိုင်လိုက်တာလည်းစားရင်ကိုပြောမရလည်း ူကလည်းသူအချိန်တိုင်းမှာနားလည်ဘောပေါက်သွားမှာပဲအဲဒါမှမဟုတ်လည်းပြောလို့ပြောလို့ရတဲ့လူလည်းအပေါ်ရင်ပေါ်လာမှာပဲပေါ့နော်ဒီလိုမျိုးနဲ့ဒီပြောတော့အလိုပဲနားလည်ပြုလို့ပြပါရဲ့ဗျာအဲလိုပဲပေါ့သူကလည်းကိုအမလျောက်ခေါ်ထုတ်တာခေါ်ထုတ်တာပေါ့တကယ်ကိုရှင်းပြတယ်ရှင်းပြတယ်ဒါပေမဲ့လည်းသူကလည်းသူနားလည်ချိန်တန်းရဲ့ နာမည်တော့ပေါက်သွားမယ်ဆိုတဲ့အကောင်းမြင်တာလေးနဲ့ဖြစ်စေချင်ပါတယ်ဗျာဟိုပျော်နေချက်မရှိတော့ပါဘူးဆိုတာမြင်ကြပါလေသူသူကလည်းချိန်ပါဘူးလေသူလည်းကြိုးစားတယ်အားလုံးကတော့ကြိုးစားနေတယ်ပေါ့အာဒီတော့ပြောမရပါဘူးအဲဒီလိုပဲဟိုအပေကြမှာပါဒီတရားတွေချင်းနေအပေကြမှာပါဆိုဒီလိုနားလေတော့တော့သူတို့ကဒီလိုတမာကြီးတော့ဖြစ်တာပါတရားမရရင်တော့ပါအပေတော့အပေကြမယ်လို့ပြောလို့မရပါဘူးဗျအဲ့ဒါကြတော့အရင်ကြီးပြောလို့ဖြစ်သွားတာပါ ဒီလိုတရားတွေတရားမနေခြင်းတွေပဲကြမှာမဖြစ်ဘူး။အဲ့တော့တဘောပြကြတော့ကိုယ့်ကိုအထင်မှားအောင်လည်းတော့တရားမရတာကိုရရလို့အထင်မှားတာပဲဖြစ်နေပေါ့နော်။အဲ့လိုမျိုးနဲ့တော့ဘယ်တော့မကြအောင်ပြ။အဲ့လိုမျိုးပါလေ။အရင်ကြီးပြောတဲ့အခါမှာစကားတွေကိုသူတို့လည်းမခံနိုင်ဘူးပြ။အဲ့ပြောမှာ။လက်တွေပိုင်းအားနေတဲ့အခါကျတော့လေ။အဲ့လိုကျတော့ပြောတဲ့ဆိုတဲ့ညံမှာတန်တဲ့ကောင်လူဘုံရှိအောင်လို့ယူစားပြီးတော့ပြောရဲဆိုရင်သူတို့လည်း တက်တာဟိုအားလုံးကဒီလိုခေတ္တနည်းပြောကြမယ်ဆိုရင်တက်ပြီးတော့ပြဿနာကြီးမာရီမဖြစ်ဘူးလို့ထင်ပါတယ်ပြီးတော့အကောင်းမြင်ရစေချင်တာပေါ့အားလုံးပေါ့လေ